ုံချီတန်နဲ့စိန်ဖနက်ကြီးစီးပြကသူမရဲ့ပိုင်ဆိုင်မှုတွေကိုကြွားလုံးထုတ်ခဲ့တဲ့မိုဟိကိုခုချိန်မှာအနုပညာလောကမှာနာမည်ကြီးထိတ်တန်မင်းတွေတွေတထေးတွေဟာသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုကြွားလုံးထုတ်ကြပါတယ်ထို့သဖြင့်တော့ရွှေသားဆစ်စင်နဲ့ပြုတ်လုထားတဲ့ဖနက်တွေရွှေသားဆစ်စင်နဲ့ပြုတ်လုထားတဲ့အင်ကြီးတွေစသဖြင့်အများကြီးပါပဲခုခါမှလည်းတိမ်မောင်းထောင်ကျော်ရန်တမိုးကြီးစိန်ဖနက်ကိုစီးပြခဲ့တာကတရုတ်ဆောင်မင်းသမီးမိုဟိကိုပါခုလိုမျိုးစိန်ဖနက်ကိုစီးပြတာကမြန်မာနိုင်ငံမှာတရုတ်ဆောင်မင်းသမီးမိုဟိကိုက ပထမအောင်ဆုံးလို့ဆိုရမှာပါ။မွေးကွန်ဟာသူမကိုရိုင်းကရုပ်ရှင်စကားကြီးတွေနဲ့ရိုက်တဲ့နာမည်ကြီးရုပ်ရှင်မင်းသမီးဖြစ်တဲ့အပြင်ကိုအပြင်ပစီးပွားရေးလုပ်ငန်းတွေကိုလည်းလုပ်ကင်နေတာဖြစ်ပါတယ်။မွေးကွန်မှာကိုရိုင်းတီထောင်ထားတဲ့စီးပွားရေးလုပ်ငန်းများစွာရှိနေတာပါ။မင်းသမီးမွေးကိုစီးခဲ့တဲ့ထောက်ဖနက်ကတော့တန်မိုးကြီးဖက်ရှင်ကုမ္ပဏီကနေထုတ်လုပ်ထားတာဖြစ်တယ်လို့သိရတာပါ။ဖနက်ကိုလည်းတောက်နေရမှာစိန်လေးကိုအသေးစိတ်ကြအောင်တေချာကိုစီစဉ်ထားကဖနက်ကိုဖန်ပြီးပေးထားတာပါဒါကတော့ဒီမှာပွဲခန်းလေးတက်ခဲ့တဲ့ fashion တွေထဲမှာ တကယ်ကိုထူးခြားပြီးတော့အမြင်တစ်မျိုးလေးစမ်းစီတာပါဒါကြောင့်လည်းချီးကျူးနေကြတာပါ